ဘသူမှမသိအောင် KTV မှာမင်းကလေးတွေနဲ့ပျော်ပါပေမဲ့တကားရီကြောင့်တနိုင်ငံလုံးသိသွားခဲ့ရတဲ့ပျော်ပွဲကဖုန်ကြီးနှစ်ပေါင်ပရိသတ်များလုံးမဲ့မင်္ဂလာပေါင်ဘင်းအောင် page လေးကနေကြွတ်ဆွလိုက်ပါတယ်ဖုံမုံတွေကတီလောက်တွေကိုစောင့်ထင်းရပေမဲ့လည်းတချို့ဖုံမုံတွေကတော့လူဝဲကြောင်တွေနဲ့မချမနာအောင်နေထိုင်နေကြတာပေါင်တကားတကားမတွေကချီညိုလို့ငွေတွေလှူဒန်းထားပေမဲ့ပျော်ပွဲကဖုန်ကြီးတစ်ပါးကတော့ဒီငွေတွေကို KTV မှာဖြုံးနေခဲ့ပါတယ် ပြောပွဲမျိုးပြည်တော်အေးចောင်းတိုက်ကចောင်းနိုင်ဖုံးကြီးကနေ့စဉ်နေ့တိုင်း KTV မှာသွားခဲ့လေးရှိပြီးအခုတော့ဖမ်းမိသွားတာကြောင့်လူဝိလဲလိုက်ရပါတယ်ပြောပွဲကရဲတွေက KTV အခန်းတွေကိုစစ်ဆေးတဲ့အခါမှာဖုံးဖုံးကိုတွေ့သွားခဲ့တာကြောင့်ဖမ်းဆီးရမိခဲ့ပြီးလူဝိလဲထားခဲ့ပါတယ် KTV မှာပြောနေတဲ့ဖုံးဖုံးကတော့ပြောပွဲမျိုးပြည်တော်အေးចောင်းတိုက်ဆရာတော်ရှင်မူးနေတာနဲ့ရှင်ပညာဇာရတို့ဖြစ်ပါတယ်ဖုံးဖုံးတပါးတည်းမဟုတ်ဘဲနှစ်ပါးဖြစ်နေပြီး KTV တစ်ခုကိုညတိုင်းတွားရောက်ကအမျိုးသမီးတွေနဲ့ပြောပါလိရှိပါတယ် KTV မှာတစ်ခါတလေပြောရှင်တာမဟုတ် ုတ်ဖိန်ညစဉ်ညတိုင်းကားနဲ့ထွက်သွားလို့ရှိတာပေါ့ KTV ကိုသွားတော့မယ်ဆိုရင်သင်ငန်းတွေကိုကားထဲချွတ်ခဲ့ကလူဝေးလဲလိုက်ပါတယ် KTV မှာငွေတွေကိုစိတ်ကြိုက်သုံးပြီးမှကြောင်းတိုက်ကိုပြန်လာလို့ရှိတယ်ရှင်ဖမ်းမိတဲ့အချိန်မှာတော့ကားထဲမှာလူအဝတ်အစားတွေကိုပါတွေ့ခဲ့ရပါတယ်ဖမုံတွေက KTV ရောက်ရင်တော့လူဝေးကြောင်းတွေလိုသချင်းတွေဆိုတဲ့အပြင်မင်းကလေးတွေနဲ့လည်းပျော်ပါးနေတတ်တာပေါ့ နေ့လယ်ဘက်မှာတော့ကျောင်းနိုင်ဖုန်ချီလုံနေပေမဲ့ညဘက်ရောက်ပြီဆိုရင်တော့တောချင်စိတ်တွေကိုတောက်စီလို့မရတော့ဘူးရှင်ဒီလိုသွားလာနေတာကိုမြင်တဲ့ဒကာတွေကတေချောင်းစောင့်ကြည့်ပြီးမှတိုင်လိုက်တာပေါ့တိုင်တဲ့သူတွေကတော့အခြားသူတွေမဟုတ်ဘဲသူ့ကိုလှူဒန်းနေတဲ့ဒကာတွေပဲဖြစ်ပါတယ်ဒကာတွေကတော့ဖုံဖုံကိုဒီလိုမျိုး KTV မှာပျော်ပါနေမယ်လို့ထင်တော့မထင်ထားခဲ့ကြဘူးရှင်အများရှိမှာတော့ကြီးညိုပွဲရာတွေဟောပြောနေပေမဲ့လူမမြင်ကွယ်ရမှာတော့မင်းကလေးတွေနဲ့ကဲနေခဲ့တာပေါ့အဖမ်းခံလိုက်ရတဲ့ပြည်တော်ရေးကျောင်းတိုင်ဆရာတော်ရှင်မုနိန်တာကကျောင်းတိုင်ဆရာတော်ဖြစ်တာရပိုင်းခန့်တာရှိ ပါသေးတယ်။အရင်ចောင်းနိုင်ဖုန်ကြီးက2024စက်တင်ဘာကပြန်လည်တော်မူခဲ့တာဖြစ်ပြီးနောက်ထပ်ចောင်းနိုင်ဖုန်ကြီးကိုအစားထိုးဖို့အတွက်ရက်ရွာကစဉ်းစားကြတာပါ။ ပညာဘွဲ့တွေရထားတဲ့ရှင်မုန်နိုင်တောက်ကိုအစားထွက်ကကျောင်းနိုင်ဖြစ်တင်မြောက်ခဲ့ကြပါတယ်။ဒီဖုန်ကြီးကအသက်ကလည်းငယ်သေးပြီးသာသနာအကျိုးကိုတည်ပိုးနိုင်မယ်လို့ထင်ခဲ့တာဖြစ်ပေမဲ့အထင်နဲ့အမြင်ကတော့လွဲသွားခဲ့ရပါ။အခုတော့ကျောင်းနိုင်ဖုန်ကြီးလည်းမဖြစ်တော့ဘဲလူဝိလဲလိုက်ရပြီဖြစ်ပါတယ်။ရဲကဒီဖုန်ကြီးကိုလူဝိလဲပြီးနဲနှင်လိုက်ပေမဲ့နဲနှင်ခံရတာကိုမကျေနပ်လို့ကျောင်းမှာတကားရီလှူထားတဲ့ကားရီပတ်စံတွေကိုသူ့ဆွေမျိုးတွေကတည်သွားခဲ့ကြပါသေးတယ်။တကားတကားမတွေကကျောင်းပိုင်ဖြစ်လှူဒန်းတာဖြစ်ပေမဲ့ဖုန်ကြီးကတော့သူ့ပိုင်းနဲ့ပစ္စည်းတွေဖြစ်ယူဆသွားခဲ့က 다음. ကားတွေပတ်စံတွေကိုလာယူသွားခဲ့တဲ့ရှင်အဲဒါကြောင့်ဖုန်ကြီးကျောင်းရဲ့တက္ကသိုလ်မှတွေကမကျင်းနနိုင်ပေနိုဝင်ဘာ22ရက်နေ့ကသာသနာ့ဝင်ကြီးဌာနကိုတိုင်ကြားထားတာပေါ့ဖုန်ကြီးကသာသနာ့ဘဏ်ကိုဝင်လာခဲ့တာကငွေကိုလွယ်လွယ်ရနိုင်လို့ဝင်လာခဲ့တာဖြစ်ပြီးသူ့ကိုလာတိုင်းတဲ့တက္ကသိုလ်မှတွေကိုတောင်စိတ်ဆိုးနေပါသေးတယ်ဖုန်ကြီးကျောင်းကိုလှူဒန်းထားတဲ့ပစ္စည်းတွေကိုလည်းကိုပိုင်ငွေလိုသဘောထားပြီး KTV မှာရပ်ပေါင်းများစွာကြောင်းသုံးဆဲခဲ့တာပေါ့လူမိသွားတဲ့အချိန်မှလည်းနောင်တမရတဲ့အပြင်သူ့ကိုရဲတိုင်ရောက်လာဆိုပြီးဒေါသထွက်သွားခဲ့ပါသေးတယ်အခုလည်းကျောင်းပိုင်ပစ္စည်းတွေကို ုဆွေမျိုးတွေကယူသွားခဲ့တာကြောင့်တိုင်ကြားခံထားရပြီဖြစ်ပါတယ်။ကျောင်းနိုင်ဖုန်ကြီးကရပ်ပိုင်းလောက်သာရှိသေးပေမဲ့ KTV မှာကဲမိလို့လူထွက်လိုက်ရတဲ့ဖုန်ကြီးအပေါ်ဘလို့ထင်မြင်မိလဲဆိုတာပြပြခဲ့ပါအောင်ရှင်။အလုံးကိုကျေးဇူးတင်ပါတယ်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။